အားလုံးပဲမင်္ဂလာပါခင်ဗျာပဒေသာ tree channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေဗုဒ္ဓဟူးသသမင်းများအတွက်2025ခုနှစ်တနစ်စာ host run ရဲ့ရေဒီယိုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ host run ကြီးကိုမန္တလေးမြို့ပြမနာပုံနာရွာနက္ခတ္တဗေဒပညာရှင်ဆရာကြီးမင်းသူရဟောပြောပေးထားတာဖြစ်ပါတယ် ဒီ hostel နဲ့မှာပါဝင်တဲ့ချက်တွေကတော့အလောက်ကင်စီဝါရေးလူမှုရေးပညာရေးအခြေအနေနဲ့အိမ်တော်ရေးကျန်းမာရေးသတိပြုမိသက်ပိုင်းချများလာစမ်းလာစုပ်သတိပြုစရာအချက်များထူဟောဂိမ်းအကျိုးပေးသောအရာအကျိုးပေးသောအခရာအကျိုးပေးသောကနန်ဆောင်ရွက်ရန်ကိစ္စနဲ့ရေရာတို့ဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့အလောက်ကင်စီဝါရေးဆိုင်ရာဟောပြောချက်ကိုပြပြမှာဖြစ်ပါတယ်မြန်မာသက်ကရ1389ခုနှစ်ခရစ်နှစ်2025ခုနှစ်ဟာဗုဒ္ဓဟူးသတမီးအတန်စားတဲ့နှစ်ဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသတမီးများဟာ ဘဝရည်ရည်အတွဲသူတို့ဘာကိုအားကိုးရတဲ့အခြေအနေကနေလွတ်ကင်းအောင်ယုံထနိုင်ပါလိမ့်မယ်မိမိကိုယ်ကို လေးစားယုံကြည်မှုရှိဖို့လိုအပ်ပါတယ်အရင်ကမလုပ်ဖြစ်တဲ့ကိစ္စတွေရပ်တန့်ထားတဲ့ကိစ္စတွေကိုဒီနှစ်အတွင်းမှာလက်တွေ့အကောင့်ထဲပေါ်ဆောင်နိုင်ပါလိမ့်မယ်အေဂျင်စီအတွေ့အခေါ်တင်များကိုတစ်မျိုးပြီးတစ်မျိုးစမ်းသစ်တီထွင်ပြီးတော့ပုံဖော်လောက်ကန်ရမယ့်အနေဖြစ်ပါတယ်စွန့်စားမှုကိုနှိမ့်သက်ပါလိမ့်မယ်ရှင်ပြန်ပြီးလှုပ်ဆောင်ရတဲ့ကိစ္စရများမှာထူးခြားစွာအောင်မြင်လာတတ်ပါတယ် မိတ်ဆွေဟောင်းတငယ်ချင်းဟောင်းများတွေ့တတ်ပြီးတော့လုပ်ငန်းသစ်များလောက်ကန်ရပါလိမ့်မယ်။ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုခံစားရပါမယ်။ ဒါပေမဲ့ပတ်ဝန်းကျင်ကမိမိအားပြည်တင်ဝေဖန်ပြောဆိုမှုများအမြဲရှိနေနိုင်ပါတယ်။မကြမီကာလမှာမိမိအတွက်အကျိုးဖြစ်ထွန်းမဲ့ခွန်လန်းများအလောက်ကင်ကောင်းများရရှိပါမယ်။အထူးသဖြင့်2025ခုနှစ်ဖေဖော်ဝါရီလဩဂုတ်လနိုဝင်ဘာလများမှာပဲကိစ္စမှမစိုးဆောင်ရွက်ရမှာအောင်မြင်မှုတွေရရှိပါမယ်။မွေရမြေကိုစွန့်ပြီးတော့အရာတပားမှာနာမည်ကုန်သတင်းကြော်စောတတ်ပါတယ်။ပြည်တွင်းပြည်ပခီးတို့ခီးရှင်များသွားရခြင်းရှိပါတယ်။စိန်ခံပစ္စည်းဝင်ပါမယ်။ လုပ်ငန်းကိစ္စများအတွက်ယာဟူသားသမီးတောက်ကြသားသမီးနဲ့တွဲဖက်ဆောင်ရွက်ခြင်းများအထူးဂရုစိုက်ပေးရပါမယ်။ကုန်ပစ္စည်းများယင်းနှမြုံနှံထားနိုင်မယ်ဆိုရင်အကျိုးမြတ်ပုံမှန်ခန်းစားရခြင်းရှိပါတယ်။လုပ်ငန်းသစ်တိုးချက်လောက်ကိုင်းမှာကအောင်မြင်မှုများရရှိပါမယ်။လူမျိုးကွဲဘာသာကွဲများအကျိုးပေးပါမယ်။ဒီနှစ်အတွင်းမှာဗုဒ္ဓဟူးသားသမီးများအနေနဲ့စီးပွားရေးလုပ်ငန်းများလောက်ကိုင်းဆောင်ရွက်ရမှာမွေးမြူရေးလုပ်ငန်း၊ရေတန်းထုတ်လုပ်ခြင်း ြည်တွင်းပြည်ပခီးသွားဝန်ဆောင်မှုလုပ်ငန်းများလျှက်စစ်ပစ္စည်းဆက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများကောင်းပါတယ်။ဒါပြင်ဆက်သွယ်ရေးပို့ပစ္စည်းများတည်တည်ဝလံရောင်းချခြင်းများဆန်စီစေဝါရောင်းဝယ်ခြင်းများအထူးအောင်မြင်ပါလိမ့်မယ်။လုပ်ငန်းကိစ္စရများဆောင်ရွက်ရမှာကျန်တာပရိသတ်သမီးအင်္ဂါသတ်သမီးများနဲ့တွဲဖက်ဆောင်ရွက်ခြင်းများအကျိုးခံစားရပါမယ်။တပိလောင်းငယ်သားများကိုအကျွမ်းမဲ့ယုံကြည်ခြင်းများရှောင်ခြင်းမှာမိမိရဲ့ဩဇာအာဏာလွှမ်းမိုးမှုအားနည်းနေရပါတယ်။နိုင်ငံခြားခီးစဉ်များပေါ်ပေါက်လာတတ်ပြီးတော့နိုင်ငံခြားကိုအလဲပက်အလုတ်ကိစ္စများအတွက်ခီးသွားလာရခြင်းကြုံပါလိမ့်မယ်။လုပ်ငန်းကိစ္စ ရံများဆောင်ရွက်ရမှာ အသိပညာရှင်အတတ်ပညာရှင်များရဲ့လမ်းညွှန်မှုကိုခံယူပါမေမာနာကိုရှောင်ကြဉ်ပါတီးခံပါ မိမိအလိုရှိရာပန်းတိုင်းကိုတက်လန်းနိုင်ပါလိမ့်မယ်ဆက်လက်ပြီးတော့လူမှုရေးဆိုင်ရာဟောပြောချက်ကိုပြပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသားသမီးများဟာသူတစ်ပါးပေါ်မေတ္တာအခြေခံပြီးတော့ဆက်ဆံတတ်တဲ့သူဖြစ်ပါလိမ့်မယ်လူမျိုးကဲလူမျိုးသားများနဲ့ဆက်ဆံရေးမှာအကျိုးပေးပါလိမ့်မယ်သူတစ်ပါးကိစ္စများဝင်ရောက်ဖြေရှင်းပေးရတတ်ပါတယ်လူသစ်မိသစ်များနဲ့ပူတွဲလောက်ကင်ခြင်းများအကျိုးပေးပါမယ်ဒါပေမဲ့ဂရိသစ္စာပြည့်တဲ့သူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။မိမိရဲ့ဆွေမျိုးသားချင်းများတွေငွေကုန်ကြေးကြများတတ်ပါတယ်။လူမှုရေးအပူတော့ကများဝင်လာတတ်ပါတယ်။ ဆက်လက်ပြီးတော့ပညာရေးဆိုင်ရာဟောပြောချက်ကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသားသမီးများဟာပညာရေးကိုအထူးအာရုံစိုက်ပြီးတော့လေ့လာသင်ယူနိုင်ခွင့်ရှိပါလိမ့်မယ်မိမိရည်မှန်းချက်တိုင်းအောင်မြင်ပါလိမ့်မယ်မိမိသင်ယူလိုတဲ့ဘာသာရပ်ကိုအခက်အခဲမရှိထူးချွန်စွာအောင်မြင်နိုင်ပါတယ် နိုင်ငံခြားပညာသင်ကိစ္စများအစဉ်ပြေအောင်မြင်ပါလိမ့်မယ်။လုပ်ငန်းခွင်ဆံမြွေးဖြည့်ဆို့ခြင်းများအလုပ်အင်တာဗျူးဖြည့်ဆို့ခြင်းများအောင်မြင်မှုရရှိပါမယ်။ရန်ဖန်ရန်ခါမှာတော့မိမိရဲ့ပညာရေးခီလမ်းမှာအနောက်ရှက်များစိန်ခေါ်မှုအခက်အခဲများကြုံတွေ့ရတတ်ပါတယ်။ဒါပေမဲ့ဗုဒ္ဓဟူးသားသမီးများဟာအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်။ဆက်လက်ပြီးတော့အခြေအနေနဲ့အင်တာရေးဆိုင်ရာဟောပြောချက်ကိုပြောပြမှာဖြစ်ပါတယ်။ဒီ2025ခုနှစ်အတွင်းမှာချစ်သူရင်းစားရှိကြတဲ့ relationship ရှိကြတဲ့ဗုဒ္ဓဟူးသားသမီးများအနေနဲ့အခြေအနေမှာရေပုံရအဖြစ်အဆင်ပြေပါလိမ့်မယ်။ဗုဒ္ဓဟူးသားသမီးများဟာဒီက ကာလအတွက်မှာအခြေရေးအတွက်ဆိုရင်ဘာမဆိုရင်ဆိုင်မဲ့အနေအထားမှာရှိနေတတ်ပါတယ်ဝေးကွာနေသူများလည်းပြန်လည်ဆုံစည်းရခြင်းရှိပါတယ်ပြူရွေသူများအနေနဲ့တစ်ဖက်သက်အချင်းမျိုးများနဲ့တွေ့ဆုံရတတ်ပါတယ်အင်တောင်ရှင်များအနေနဲ့သားသမီးများအတွက်သတင်းကောင်းကြားရပါမယ်အိုးအိမ်များထူထောင်နိုင်ပြီးတော့အမွေအနှစ်များရရှိတတ်ပါတယ်ဒါပေမဲ့အင်တောင်ရှင်များအနေနဲ့မိမိအင်တောင်ဘက်နဲ့ဆက်ဆံရေးအဆင်မပြေဖြစ်တတ်ပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းစကားများကြားရတတ်ပါတယ်မိမိချစ်သူဒါမှမဟုတ်မိမိအင်တောင်ဘက်ကအင်္ဂါသားသမီးဗုဒ္ဓဟူးသားသမီးတောက်ကြသားသမီးအတွေ့များဖြစ်နေမယ်ဆိုရ ရင်ထူးခူးဆိုင်ပေးရပါမယ်ဆက်လက်ပြီးတော့ကျမ်းမာရေးဆိုင်ရာဟောပြောချက်ကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသားသမီးများဟာရေပုံရအဖြစ်ကျမ်းမာရေးကံကောင်းမွန်နေပါလိမ့်မယ်ဒါပေမဲ့ရန်ဖန်ရန်ကမာတော့ဖျားနာခြင်းခန္ဓာကိုယ်ကိုက်ခဲခြင်းအယိုးကြောယောဂများဖြစ်ပွားခြင်းခါးနဲ့ပတ်သက်တဲ့ယောဂများဖြစ်ပွားတတ်ပါတယ်တက်ကြည်ရွယ်ပုဂ္ဂိုလ်များရှိမယ်ဆိုရင်ကျမ်းမာရေးထူးခူးဆိုင်ပေးရပါမယ်တက်ကြည်ရွယ်ပုဂ္ဂိုလ်များမတော်တဆချော်လဲပြီးတော့ကျိုးပဲ့တတ်ပါတယ်အသွာလာနေထိုင်သတိပြုပါ ဆက်လက်ပြီးတော့သတိပြုစရာအသက်ပိုင်းခြားများကိုပြောပြမှာဖြစ်ပါတယ်။ဒီ2025ခုနှစ်အတွင်းမှာအသက်22နှစ်ကနေ31နှစ်ကြာအသက်38နှစ်ကနေ46နှစ်ကြာဗုဒ္ဓဦးသားသမီးများဟာစီဝါရေးလူမှုရေးပိုင်းမှာအနောက်ရှက်များကြုံတွေ့ရတတ်ပါတယ်။ကျန်းမာရေးအနေနဲ့စေကူတာမှုခံယူရတတ်ပါတယ်။ငွေကုန်ကြေးကျများတတ်ပါတယ်။စစ်သူရေးသားရှိသူများအိမ်တော်ရှင်များအနေနဲ့ကတော့အထူးသတိထားတဲ့ကာလဖြစ်ပါတယ်။ ပြူရွယ်သူများအနေနဲ့ခြေသူတရားပြတရားခဏခဏပြောင်းလဲခြင်းများဖြစ်ပေါ်နေတတ်တဲ့အတွက်မိမိအပေါ်မှာတကယ်ကောင်းမွန်တဲ့ခြေသူကိုဆုံရှုံလဲလွတ်ရတတ်ပါတယ်မိမိအိမ်တော်ဘက်ရဲ့လက်စားချေတိုက်ခိုက်ခြင်းများလည်းခံရတတ်ပါတယ်။အခြေအနေနဲ့အိမ်တော်ရေးမှာကြားလို့ဝင်ရောက်နှောက်ယှက်တတ်ပါတယ်။တာသမီများမိတ်ဆွေတငယ်ချင်းများဒုက္ခပေးတတ်ပါတယ်။ထင်ပေါ်ကြော်ကြားတဲ့အမျိုးသမီးများဘေးဥပဒ်တင့်တတ်ပြီးတော့ထိခိုက်မှုများအတိုက်ခံများကြုံတွေ့ရတတ်ပါတယ်။ မိမိခံထားတဲ့အတွင်းလူများနဲ့ဆက်ဆံရေးမှာပြဿနာများပေါ်ပေါက်လာတတ်ပါတယ်။ငွေကြေးနဲ့ဖိုးတန်ပစ္စည်းများကြပြောက်တတ်ပါတယ်။ဥပဒေနဲ့မလွတ်ကင်းတဲ့စေဝါးရေးလုပ်ငန်းများမိမိထံကိုရောက်ရှိလာတတ်ပါတယ်။မိမိကံကိုထိမ့်သိမ်းပြီးတော့ဘာသာရေးလုပ်ငန်းများများများပြုလုပ်ပါ။မိမိတတ်နိုင်သလောက်အလူတန်းများပြုလုပ်ပါ။ ဆက်လက်ပြီးတော့လာဇန်လာဆုပ်သတိပြုစရာအချက်များကိုပြောပြမှာဖြစ်ပါတယ်။လာဇန်၂ရက်နေတိုင်းမှာတစ်ပင်ခုတ်ခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။လာဇန်၄ရက်နေတိုင်းမှာတောင်တက်ခီးသွွားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။လာဇန်၈ရက်တိုင်းမှာတစ်ပင်ဆိုင်ပြိုးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။လာဇန်၁၀ရက်တိုင်းမှာအပျော်ခီးသွွားလာခြင်းများရှောင်ကျဉ်သင့်ပါတယ်။လာဇန်၁၂ရက်တိုင်းမှာ ကာမဂုံကျူးလွန်ခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။လာဆန်း၁၄ရက်နေ့တိုင်းမှာလုပ်ငန်းကိစ္စရာများဆောင်ရွက်ရမှာတတိထားပြီးတော့ဆောင်ရွက်သင့်ပါတယ်။လာဆုတ်၃ရက်နေ့တိုင်းမှာဂရီစကားပြောဆိုခြင်းအယောင်းဝယ်ကိစ္စရာများရှောင်ကျဉ်သင့်ပါတယ်။လာဆုတ်၇ရက်နေ့တိုင်းမှာမင်းဆိုးရစာအဆိုးရဝန်ထမ်းများနဲ့ဝင်ထွက်ခြင်းများရှောင်ကျဉ်သင့်ပါတယ်။လာဆုတ်၉ရက်နေ့တိုင်းမှာကျင်းတူခြင်းတွင်းတူခြင်းများရှောင်ကျဉ်သင့်ပါတယ်။လာဆုတ်၃ရက်နေ့တိုင်းမှာလုပ်ငန်းကိစ္စရာများဆောင်ရွက်ရမှာအထူးတတိထားပြီးတော့ဆောင်ရွက်သင့်ပါတယ်။ ဆက်လက်ပြီးတော့အထူးဟောကိန်းကိုပြောပြမှာဖြစ်ပါတယ်။ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသတိများဟာဥပဒေပြင်ပလုပ်ငန်းများအကျိုးမပေးပါဘူး။စက်ပစ္စည်းများကိုအလောတကြီးဝယ်ယူခြင်းများရှောင်ကျဉ်ပေးပါ။စက်ပစ္စည်းများကိုအလောတကြီးဝယ်ယူခြင်းများရှောင်ကျဉ်ပါ။စာချုပ်စာတမ်းများ၊ကျောင်းမြတ်ယတနာ၊ရွှေတဲငွေတဲပစ္စည်းများ၊ငွေကြေးကိစ္စများတာဝန်ယူခြင်းအာမခံခြင်းမကောင်းပါဘူး။လူစုလူဝေးနဲ့ပွဲလန်းသဖြင့်အပျော်ပါလိုက်စာစိတ်ဝင်စားမှုများကိုရှောင်ကျဉ်သင့်ပါတယ်။အခွင့်အရေးယူသူများနဲ့ကြုံတွေ့ရခြင်းရှိပါတယ်။ လူလိန်ငွေလိန်ခံရတတ်ပါတယ်အိမ်တွင်းပဋိပက္ခများကြုံတွေ့ရခြင်းရှိပါတယ်ဗုဒ္ဓဟူသားသမီးများအနေနဲ့အသည့်လိန်မှာဉာဏ်ပညာနဲ့ရှင်ပြီးတော့ရင်ဆိုင်ကြော်လွားနိုင်ပါလိမ့်မယ်ဆက်လက်ပြီးတော့အကျိုးပေးသောအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူသားသမီးများတွေအကျိုးပေးတဲ့အကြောင်းတွေကတော့အဝါရောင်ပန်းရောင်နဲ့စင်စွဲရောင်များဖြစ်ပါတယ်ဆက်လက်ပြီးတော့အကျိုးပေးသောအခ္ခရာကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူသားသမီးများတွေအကျိုးပေးတဲ့အခ္ခရာတွေကတော့လဝါလုံး အနဲ့ကာဂျီတို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့အကျိုးပေးသောကဏ္ဍကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဦးသားသမီးများအတွက်အကျိုးပေးတဲ့ကဏ္ဍတွေကတော့ ၃၁9နဲ့6ခန်းတို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့ဆောင်ရွက်ဆရာကိစ္စများကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသသမင်းများတွင်ခီးသွွာလာခြင်းနဲ့လုပ်ငန်းကိစ္စရများအဆင်ပြေအောင်မြင်စေဖို့အတွက်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုးပါးကိုရွတ်ဖတ်ပူဇော်ပြီးမှသွားပါအဝါရောင်ပန်းရောင်နဲ့ဆင်ဆွေရောင်ဝတ်ထည်များကိုဝတ်ဆင်ခြင်းကောင်းပါတယ်၎င်းရောင်များကိုအဆောင်ဖြစ်အသုံးပြုနိုင်ပါတယ်နောက်ဆုံးအနေနဲ့ရေဒီယိုကိုပြောပြမှာဖြစ်ပါတယ်ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဟူးသသမင်းများတွင်အစိုးညံ့နေပြပြပြီးတော့ကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်မိမိရဲ့မွေးနေ့နဲ့ ဗုဒ္ဓဟူးနေ့မှာဖျားစီတီတဆူဆူမှာတလဲပန်ဆွေတော်ညွတ်မြေစာညွတ်ရဲယိုညွတ်နဲ့ကန်းကုံညွတ်သုံးညွတ်စီစုပေါင်းပြီးတော့ကြွေပန်းအုံးနဲ့ဖျားမှာပူဇော်ပေးပါတအပြင်းတည်တည်ငါမျိုးကတ်လို့ပူဇော်ပါမိမိလိုရာစုကိုလည်းတောင်းပါ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဗုဒ္ဓဥဒသမီများတွင်2025ခုနှစ်တနစ်စာ hostel မှာဖြစ်ပါတယ်ဗုဒ္ဓဥဒသမီများအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါကသိမ်းပြည့်စုံပြီးတော့အလောက်ကံစီပွားရေးများဆင်ပြေအောင်မြင်ကြပါစေခင်ဗျာခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစတိုင်းကိုလည်းထူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ